စုံခရောင်ပွဲတော်ကာလပြီးရင်ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါကူးစက်မှုတွေပြန်လည်မြင့်တက်လာနိုင်ကြောင်းထိုင်းကျန်းမာရေးသိပ္ပံပညာရှင်တဦးကသတိပေးပြောကြားသွားပါတယ်။ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ထင်ရှားတဲ့ virus ပေဒါပညာရှင်တဦးဖြစ်သူပါမောခကြီးရောင်ကစုံခရောင်ရုံးပိတ်ရကာလအပြီးမှာကိုဗစ်ကူးစက်မှုတွေမြင့်တက်လာနိုင်တဲ့အခြေအနေကိုကြိုတင်ပြင်ဆင်ထားတဲ့တယ်လို့ April 23ရက်နေ့ကပြောဆိုခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ကလည်းစုံခရောင်ပွဲတော်ပြီးမှာ ကိုဗစ်ကူးစက်နှုန်းတိတိတသာထိုးတက်ခဲ့ပြီးကနအူးလေးလာဆန်းစစ်ချက်တွေအရအခုနှစ်မှာလည်းအလားတူအခြေအနေကြုံနိုင်တယ်လို့သူက Facebook မှာရေးသားထားတာပါကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ဟာလူစုလူဝေးကြံ့ညက်နေတဲ့အခြေအနေတွေမှာ ပိုပြီးတော့ကူးစက်လေးရှိတာကြောင့်နိုင်ငံရဲ့အကြီးဆုံးပွဲတော်ဖြစ်ပြီးကမ္ဘာအနှံ့ကဧည့်သည်တွေပါစုဝေးရောက်ရှိလာတဲ့ဆုံခရောင်မှာကူးစက်နှုန်းမြင့်တက်သွားတာပုံမှန်ဖြစ်တယ်လို့ပါမောက္ခရောင်ကဆိုပါတယ် တချိန်ကလူအသက်တွေတန်းနဲ့ချီဆုံးရှုံးစေခဲ့တဲ့ကိုဗစ်ရောဂါဟာအခုတော့အဲ့ဒီလောက်အန္တရာယ်မကြီးတော့ပေမဲ့လည်းတက်ကြီးရွယ်အိုတွေခုခံအားနေတဲ့နာတာရှည်ရောဂါအခန့်ရှိသူတွေကိုတော့ချိန်ချောက်နိုင်စေဖြစ်တယ်လို့သူကသတိပေးပါတယ်။ဆွန်ခရောင်ပွဲတော်အလွန်မှာကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာနိုင်ခြေကိုနုံနုံကြကြစောင့်ကြည့်ပြီးအထူးသဖြင့်ရောဂါတန်ခံစားရနိုင်ခြေပိုမြင့်မားတဲ့လူတန်းစားတွေရဲ့ကျန်းမာရေးကိုပိုသတိထားသင့်တယ်လို့သူကအကြံပြုထားပါတယ်။ကိုဝန်ဆောင်တွေအဝလွန်နေသူတွေလည်း တကယ်လို့ကိုဗစ်ကူးစက်ခံရရင်ကျန်းမာရေးပညာရှင်တွေနဲ့တိုင်ပင်ပြီးလိုအပ်တဲ့ကုသမှုတွေအလေးထားခံယူဖို့တိုက်တွန်းထားပါတယ်။2019နှစ်ကုန်ပိုင်းတုန်းကတရုတ်နိုင်ငံလယ်ပိုင်းဝူဟန်မြို့ကနေစတင်ပြန့်နှံ့လာတဲ့ကိုဗစ်ရောဂါဟာကမ္ဘာ့ကပ်ရောဂါကြီးအဆင့်ထိရောက်ရှိခဲ့ပြီးအဆိုးဆုံးကာလတွေအတွင်းလူပေါင်း9000ကျော်ကိုအသက်ဆုံးရှုံးစေခဲ့ပူပါရရှင်။